ပါဒီနေ့ဇွန်လ10ရက်ဖက်ဒရယ်အဖွဲ့ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ကော့ဂရိမြို့ကစာတီကျောင်းဗိုလ်ကျဲခံရပြီးကလင်းငယ်အပဝင်9ဦးတည်ဆုံးပြီးစစ်တပ်ဦးထိခိုက်ဒဏ်ရာရတဲ့သတင်းဒွမ်ငန်ခါကျေးရွာမှာလူရိုးစုတွေ့ရှိတဲ့သတင်းရန်တောင်နဲ့ကွင်းနီပြည်မှာရှိတဲ့စစ်ကောင်စီကိုတိုက်ထုတ်ဖို့ SSNDF KNDF ကရဲဘော်တစ်ခေါ်ယူတဲ့သတင်းစတဲ့သတင်းတွေအပဝင် Federal Affairs နေ့စဉ်သတင်းနဲ့ နိုင်ငံတကာသတင်းတွေကိုကြားရမှာပါ။ Greenie ပြည်ကော့ကရီမြို့နယ်ပိုင်ရက်ရက်ွက်ကစာတီချောင်းကိုစစ်ကောင်စီကကြက်ပိုင်တာလီနဲ့ဗိုလ်ကျဲတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသူကျောင်းသားအပေါင်းဝင်၅ဦးသေဆုံးခဲ့ရပြီးစစ်တပ်ဦးခတ်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဒုရေရှက်နယ်ရဲ့သတင်းနဲ့ပြန်ကြားရေးတောင်းခံအတွေ့အမှုသိငရဲမင်းက Federal FM ကိုပြောပါရယ်။မနေ့ကဇွန်လ9ရက်နေ့နေ့လယ်နေနိုင်ဝန်းကျင်လောက်မှာကျောင်းသူကျောင်းသားတွေကိုစာတင်ကြားနေရင် ပေါင်300ပုံ၄လုံးကျဲချခံရတာဖြစ်ပြီးထိခိုက်မှုတွေများပြားခဲ့တယ်လို့သိရပါတယ်။ထိခိုက်ဒဏ်ရာရတဲ့သူ12ဦးကကျောင်းသားကျောင်းသူတွေဖြစ်ပြီးအဲ့ဒီအထဲမှာမှ9ဦးကတော့အပြင်းထန်ဒဏ်ရာရှိခဲ့တာကြောင့်စိုးရိမ်နေရတဲ့အခြေအနေရှိနေပြီးစီးကူတောက်မှုခံယူနေရတယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့မေလ12ရက်နေ့တုန်းကလည်းစကိုင်းတိုင်းဒေသကြီးဒီပဲရဲမြို့နယ်ဦးထိန်သွေးကျေးရွာကစသည့်ကျောင်းကိုစစ်ကောင်စီတပ်ကလေကျောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားကျောင်းသူတည်ဆုံသူ22ဦးတိရှိပြီး50ဦးထပ်နဲ့ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။တွင်နေပြီးဒမော့ဆိုရှိဘက်ချန်ရှိဒေါငန်ခါကြေးရွာကနေအိမ်တအိမ်မှာအမိမတိလူရိုးစုတစ်ခုကို မနေ့ကဇွန်လ9ရက်နေ့နစ်လယ်လောက်မှာတွေ့ရှိခဲ့တယ်လို့ကိစ္စရေးတူက Federal Affairs ကိုပြောပါတယ်။အဲ့ဒီရိုးစုဟာဆွေးမြေ့နေပြီးအလောင်းပေါ်ရှိဝတ်စားစင်ပုံနဲ့စပီပုံစံကိုကြည့်ချင်းအဖြစ်အမျိုးသမီးတူဖြစ်နိုင်တယ်လို့သူကဆိုပါတယ်။ လူအယိုးစုရဲ့အတိဆုံးချိန်နဲ့ဘာကြောင့်တည်ဆုံးခဲ့ရတယ်ဆိုတာကိုတော့ Federal အဖအနေနဲ့တိကျအတိပြုနိုင်ခြင်းမရှိသေးပါဘူး။ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ Greeny ပြည်နယ်မှာရှိတဲ့စစ်ကောင်စီတပ်ကိုအမြန်ဆုံးတိုက်ထုတ်နိုင်ဖို့အတွက် SSNDF KNDF ဘူဟာအမတ်ကို KNDF အမတ်103ကရဲဘော်တစ်ခေါ်ယူနေတယ်လို့သိရပါဗျ။တက်တာအတစ်တရာခေါ်ယူမယ်လို့သတ်မှတ်ထားပေမဲ့တော်လေးရဲ့အတွက်အမတ်တကယ်စိတ်သက်ပြင်းပြပါက တရားကြော်ရဲဆက်ပြီးခေါ်ယူသွားမယ်လို့သူကဆက်ပြောပါတယ်။တက်တာအတစ်ဖြစ်ဝေရလာသူအနေနဲ့အသက်18နှစ်ပြည့်ဖို့လိုသလိုကျမရဲ့အထူးကောင်းမှုပြီးအထက်ကဘေးအပ်သောတာဝန်နဲ့အမိတ်ကိုတိကျစွာလိုက်နာနိုင်သူဖြစ်ရမယ်ပြင်တော်လေးပြီးဆုံးတိအထိတာဝန်ထမ်းဆောင်ပြီးညှဆူမှုကင်းရှင်းရမယ်လို့သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံအရှိချမ်းမှာစစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့ပူးပေါင်းပြီး စစ်ကြောင်းထိုးလာတာကြောင့်ဖေခေါအရှိချမ်းရှိဂျေးရွာခုနှစ်ရွာကလူဦးရေတထောင်ခန့်အထက်ပြေးသိမ်းချောင်နေရတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ၂ရက်နေ့ကရှီပူဂျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ပူပေါင်းစစ်ကြောင်းဟာဇွန်လ၈ရက်နေ့ညနေပိုင်းမှာစစ်ကြောင်းထပ်မံထိုးလာမှုကြောင့်ဒေသခံပြည်သူတွေညှက်ချင်ထွက်ပြေးသိမ်းချောင်နေရတယ်လို့သိရပါဗျ။စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့်ပြီးခဲ့တဲ့တစ်ပတ်ကဇန်လ၁ဆက်ဆွဲ လွယ်လုံးကြေးရွာ၃ရွာကပြည်သူတွေအရင်ဒိတ်ချောင်နေရတာဖြစ်ပြီးအခုရက်ပိုင်းမှာနန်းတုတ်တောင်ပိုးကွယ်စောင်းနန်းခဲလွယ်ပေါ်နန်းပေါ်လုံးကလာနာကုန်းကြေးရွာ၇ရွာကဒေသခံတွေထပ်မံဒိတ်ချောင်နေရတယ်လို့သူကဆိုပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်အတွင်းရှိပြည်သူ6000ကျော်ကိုပီယနိုပြည်သူစစ်ကစွန်လ15ရက်နေ့နောက်ဆုံးထားပြီးကြေးရွာအတွင်းကနေထွက်သွားဖို့မားထုတ်နေတယ်လို့ အိုးအမျိုးသားလူမျိုးရေးတက်မလို့ PNL ကထုတ်ပြန်ထားပါတယ် PNO ပိုးပြည်သူစစ်ကပြီးခဲ့တဲ့ဇွန်လခုနှစ်နေ့ကစီဆိုင်မြို့နယ်အတွင်းနောက်ကျောကျေးရွာအုပ်စုကရွာ၅ရွာတောင်ရှိကျေးရွာအုပ်စုကရွာ၂ရွာကပြည်သူတွေကိုကျေးရွာအတွင်းကထွက်သွားဖို့စာပို့ရလို့သိရပါတယ်အဆိုပါကျေးရွာတွေကိုဇွန်လ15ရက်နေ့နောက်ဆုံးထားပြီးကျေးရွာကနေထွက်သွားပေးရမှာဖြစ်ပြီးမထွက်သွားပါကတာဝန်မယူဟုဆိုက PNO ပိုးပြည်သူစစ် ပေးပို့လာတဲ့အစာမှာပါရှိရလို့ PNL ကဆိုပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားရမှာပါ။ရုရှားနဲ့ယူကရိန်းနိုင်ငံကြားအကျဉ်းသားလဲလဲဖို့နဲ့စစ်တွေးတည်ဆုံသူတွေရဲ့ရုပ်အလောင်းတွေကိုပြတ်ပေးဖို့အတွက်အခုလစွန်လ၂ရက်နေ့ကတူရကီနိုင်ငံအစ္စတဘူးမြို့မှာဆွေးနွေးခဲ့ပြီးစစ်ပွဲရပ်တန့်ဖို့ဒီနိုင်လို့မရသေးပေမဲ့မနေ့ကတနင်္လာနေ့မှာအသက်25နှစ်အောက်စစ်တုပ်ပန်းတွေကိုအလဲလဲခဲ့ကြပြီး အခုလိုလဲလဲတာဟာနှစ်နိုင်ငံစစ်အတွေ့အကြီးမားဆုံးတုတ်ပန်လဲလဲတာဖြစ်ပါတယ်။စစ်တုတ်ပန်လဲလဲတဲ့ခန်းနာမှာယူကရိန်းစစ်သားတို့ကမိခင်ဖြစ်သူကိုသူအိမ်ပြန်ရလာကြောင်းဝမ်းသာအယဖုံပြောနေတဲ့ဗီဒီယိုကိုတွေ့ရပြီး ကျလွတ်လာတဲ့ယူကရိန်းစစ်တုတ်ပန်တွေကိုမြောက်ပိုင်းယူကရိန်းဈေးရုပ်ကိုပို့ပြီးဈေးစစ်တာနဲ့လိုအပ်တဲ့သုံးဆောင်တွေပေးခဲ့ပါတယ်။ရုရှားကိုပြန်ရလာတဲ့တုတ်ပန်စစ်သားတွေကတော့ရုရှားနဲ့ကဲ့ရဲ့ဘယ်လာရစ်နိုင်ငံမှာ စိတ်ပိုင်းဆိုင်ရာနဲ့ဆေးဘက်ဆိုင်ရာကုသမှုတွေရယူကြပြီးမှရုရှားကိုပြန်ကျက်ရမှာဖြစ်ပြီးတော့ရုရှားသတင်းဌာန RIA ကထုတ်လွှင့်တဲ့ဗီဒီယိုမှာပြန်လွတ်လာတဲ့ရုရှားစစ်သားတွေဟာအယောက်ပြီးလို့ကြွေးကြော်နေကြပြီးရုရှားလို့အော်ပြီးရုရှားအလံကိုကင်ကရင်ပေါ်ကိုတက်သွားကြတာကိုတွေ့ရပါတယ်။လက်ရှိလဲလှယ်မှုမှာအသက်အရွယ်ကြုံတွေ့နေရသူတွေပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရရှိသူတွေကို ဦးစားပေးလဲလှယ်ဖို့သဘောတူထားပေမဲ့အခုလိုပြန်လွတ်လာတဲ့သူတွေဟာကြကြမ်းမမာနဲ့ဖြစ်နေတဲ့သူတွေဆိုတာကိုတွေ့ရပါတယ်အစရိယတက်ကကာဇာကိုလူသားချင်းစာနာမှုအကူအညီပေးဖို့ရလာတဲ့တက်ကြွလှူရှာသူပါတယ်။တင်မောကိုဖမ်းဆီးသွားပြီးအဖမ်းခံရတဲ့တက်ကြွလှူရှာသူတွေကတယောက်ဖြစ်တဲ့ဆွေဂျီယာတီဥတုအရေးတက်ကြွလှူရှာသူဂရီတာတမ်းမက်ကသူ့ရဲ့အကောင့်မှာတင်ထားတဲ့ဗီဒီယိုမှာသူတို့ကိုအစရိယတက်တွေဒါမှမဟုတ် အစရေကိုထောက်ခံတဲ့တပ်ဖွဲ့တွေကနိုင်ငံတကာရေမျက်နှာပြင်မှာပိတ်ဆို့ဖမ်းဆီးပြီးပြက်ပေးဆွဲသွားတဲ့အကြောင်းကိုဆွေဒီအစိုးရကိုဖိအားပေးပြီးသူတို့ကို အမြန်ဆုံးပြလွတ်ပေးဖို့တောင်းဆိုပေးပါလို့ပြောထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကတော့အစရေကဂရီတာတန်ဘတ်ကိုပြက်ပေးဆွဲဖို့နေနေတာသူတို့မှာပြဿနာတွေများနေပြီးသားမို့ပြောခဲ့ပြီးဂရီတာတန်ဘတ်က ငငယ်ကလေးကဒေါ်တာဂျီရဲ့သူမို့လို့ ဒေါ်တာထိန်သက်ဖို့တင်နန်းတက်တဲ့လို့ပြောထားပါတယ်။အစရေးနိုင်ငံချောင်းဦးကြီးဌာနကလည်းတင်မော့ကိုအစရေးတပ်ဖွဲ့ကထိချုပ်ထားတယ်လို့တည်ပြုထားပြီးဆူရီနိုင်ငံချောင်းဦးကြီးဌာနကအစရေးအာနာပိုင်တွင်နေဆက်သွယ်နေတယ်လို့ပြောထားပါတယ်။အစရေးဟာမတ်ပဏိပခရွေဖြစ်လာတဲ့2023ခုနှစ်ကလေးကအခုချိန်ထိအစရေဘက်ကတထောင်ကျော်တည်ဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပြီးပါလက်စတိုင်းဘက်ကတော့လူ9000ကျော်တည်ဆုံးခဲ့ပြီး ပိတ်ဆို့ခံထားရတဲ့ပါလက်စတိုင်းတွေကိုနိုင်ငံတကာကလူသားချင်းစာနာမှုအကူအညီတွေပေးနေတဲ့နေရာတွေကိုလည်းအစိုးရကတိုက်ခိုက်နေရကြောင်းအစားတောက်စားရဖို့တန်းစီနေတဲ့ပြည်သူတွေနေ့တိုင်းတည်ဆုံတရားရနေကြတာဖြစ်ပါတယ်။သမ္မတဒိုနယ်ထရက်ဒုတိယတက်တန်အတွင်းပြန်စတင်ခဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာစစ်ကျင်စနပြမှုတွေပြင်းထန်နေတဲ့ Los Angeles မြို့ကို American Marine တပ်တွေစစ်လို့ဖို့အမိတ်ထောက်လိုက်တဲ့အပေါ်ပဏိပခတွေပူကြီးလာမှာကို ဒီမိုကရက်တစ်ခေါင်းဆောင်တွေကစိုးရိမ်နေကြပါတယ်။ကယ်လီဖိုးနီးယားတောင်ပိုင်းအခြေစိုက်မရိတ်တတာခုညာခက်ကတနင်္လာညတာမမဟုတ်အင်ကာမနက်မှာ LA မြို့ကိုရောက်ရှိလာမှာဖြစ်ပြီးယမန်နေ့ကလည်းမြို့ဆောက်တဲ့2000ကျော်ကိုဆီလွတ်ခဲ့တာကြောင့်ထရက်ဆိုးရကစစ်အင်အားကိုအလွန်ကျွအုံပြုနေတယ်လို့ဝေဖန်နေကြပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကဗီညူဆန်ကတိဆောက်တဲ့တွေနဲ့မရိတ်တတွေကိုအုံပြုဖြိုခွင်းမှုတွေက ဖက်ဒရယ်ဥပဒေနဲ့ပြည်내ရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်တာဆိုပြီးတော့ထရက်ဆိုရကိုတရားစွဲဆိုထားပြီးထရက်ဆိုရကလည်းဖက်ဒရယ်မူအရာပြည်내ကိုကာကွယ်နေရကိုစက်ကျင်တဲ့အတွက်ဂက်ဘီနူဆန်ကိုဖက်စီမဲလို့ချိတ်ချောက်ပြောဆိုထားပါတယ်ဒီသတင်းလေးကိုရိုက်တာသတင်းဌာနကိုကိုးကားတင်ဆက်ထားတာပါဒီနေ့ဆွန်လာဆယ်ရဲ့ Federal Affairs နေ့စစ်တဲ့နေနိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါကျမအမြောင်မိုးပါရှင်